ခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ပါကစ္စတန်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအစ်င့်မြင့်တရားရုံးကသတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲကိုငြိမ်းချမ်းစွာနဲ့တရားမျှတစွာကျင်းပနိုင်မှုအတွက်နိုင်ငံရဲ့အစ်င့်မြင့်တရားရုံးကမတ်လ၈ရက်နေ့ကသတိပေးပြောကြားလိုက်ပါတယ်။ အဆိုပါတရားရုံးကကရာစီမြို့မှာဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုများနဲ့ပတ်သက်ပြီးကာကွယ်နိုင်ခြင်းမရှိခဲ့တဲ့အစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့များအပေါ်မှာလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ရှီယိုက်လူနည်းစုများအ धिक နေထိုင်တဲ့ကရာစီမြို့မှာဇန်နဝါရီလ10ရက်နေ့ကစပြီးဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုကြီး၄ခုကြောင့်လူ250ဦးထပ်မံတေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ပါကစ္စတန်လွှတ်တော်ဟာရွေးကောက်ပွဲများကျင်းပဖို့ပြင်ဆင်မှုများပြုလုပ်နေချိန်မှာ အကြမ်းဖက်မှုများနဲ့ကြုံတွေ့နေရတဲ့ရှီးအိုက်လူနည်းစုများရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးမေးခွန်းထုတ်မှုများလည်းမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ကရာချီမှာပိုင်နက်စစ်ပွဲများဖြစ်ပွားနေပြီးအစိုးရအနေနဲ့အစ္စလာမစ်အစွန်းရောက်များကိုထိန်းချုပ်မှုများပြုတင်ကြောင်းတရားသူကြီးချုပ်မိုဟာမက်ချော်ဒရီကပြောကြားခဲ့ပါတယ်။ယမန်နှစ်ကစပြီးကရာချီမြို့မှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးနိုင်ငံရေးခိုင်းကနာကွဲပြားမှုပဋိပက္ခများကြောင်းတေဆုံးသူလူဦးရေ2000ကျော်ရှိသွားပြီဖြစ်ပါတယ်ရှင်။